အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ကြည်စေးတရေးထားတဲ့သမုဒိယသစ္စာဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်သမုဒိယသစ္စာအမလေးတော်မိုးကလည်းရွာလိုက်တာညကလေးကရွာနေတာခုထိကိုတဲနေတော့ရေဒီယိုကနေမုံတိုင်းဆိုတာကိုကြားတော့ကြားမိပါရဲ့ခုတလောလဲဝင်လိုက်တဲ့မုံတိုင်းဆိုတာပျော်ကိုမပြောချင်တော့ပါဘူးကျုပ်ဖြင့်နေလာတာပဲအသက်90ကျော်ပြီ။ ဒီလောက်ဥတုဆိုတဲ့နှစ်ကိုကြုံကြုံမှုပေါင်းတော့ကျုပ်တို့နိုင်ငံလဲနေလို့ဖြင့်တကယ့်ကိုမကောင်းတော့ဘူးရာသီဥတုကမကောင်းရတဲ့ကြားတယ်လူတွေဆိုတာလဲဆိုးချက်ပါတော့ဟိုဘက်ကလူဒီဘက်ကတန့်နေလေအမှုအကြောင်းတွေနှစုံနှစ်ပြားကြားမိတာတော့စက်သိန်းတွေထမိပါရဲ့ဒီလိုမလုံးမချုံဖြစ်နေတဲ့အတိုင်းပြည်မှာကျုပ်လိုတဲဆုံနေနေရတဲ့ဖွားကြီးတယောက်က190ကျော်အသက်ရှင်နေရတယ်ဆိုတာကလဲဝတ်တမျိုးပဲ။ အမေရဘာရီထိုင်လုံနေတယ်လဲဒီမှာစောင့်ရတာအိုးတည်တော့မယ်အိုးခက်ပါရဲ့ကြုံမလဲအသက်ကြီးတော့အတွေးတွေက တော်ရုံမရနိုင်ဘူးတခါတခါတွေးမိရင်မျော့ကိုသွားတာဝက်တွေထဲမှာအဆိုးဆုံးကလည်းတသမီးဝက်ပဲတသက်လုံးရှာကြွေးလာတဲ့မိကိုခဏလေးစောင့်ရတာများအိုးတည်တော့မယ်လေကျုပ်ကသာရှင်တို့ကိုရှာကြွေးရင်အိုးတည်မဲ့ဖွားကြီးပါတော့အိုးတည်မဲ့ဖွားကြီးပါစိတ်ထဲကသာညည်းရတာအတန်ထွက်မညည်းရဘူး အာကြုံမလဲအထိုင်ခက်အထခက်အရွယ်ရောက်နေပါပြီနာလိုက်တဲ့ခါဆိုတာပြောကို မပြောချင်တော့ဘူးအေးပေါ်ဇရာနဲ့ဥဒုဆိုကပေါက်နေဆက်မှာတော့ကြုတ်ခန္ဓာလဲဘယ်နဲ့လို့တောင့်ခံနိုင်တော့မလဲမိုးအေးရင်ဟိုနာကနာဒီနာကကြိုက်နေလीကို့ဘာသာတော့မညာဖြစ်ဘူးညာလို့လည်းမရဘူးကြုတ်ဟာကြုတ်ညာပြီးတရက်လောက်အိမ်ထဲနာကြည့်ပါလားကျေးဇူးရှင်ကိုတော့ချောကငရဲကိုခုံပြီးပြစ်ဝင်ဖို့ကအသင့် ါဇက်ကနေအမနာပါစကားတွေထွက်လာဖို့ဆိုဒင်းကအမြဲအစင်တဲ့အမေတို့ဘာတော့ကြည်နေမဲ့ကောင်မဟုတ်မန်းကျုပ်ကတိတ်ပြီးသားကဲရော့ကိုတော်ချော့ကပြော့ပြော့ဆူဆူနဲ့လက်ထဲဘန်းကိုဇွက်ခနဲထိုးထည့်သွားတယ်။ဘန်းနဲ့ကခရီးပန်းကုန်းတွေကိုကြည်နေပေမဲ့လဲစိတ်ထဲမတော့မလန်းနိုင်ပါဘူး။အပြိုဘဝကဖြင့်ခရီးပန်းများတွေ့လို့ကတော့ခွေပြီးစရုံးမှာပတ်လိုက်တာပဲ။ခရီးပန်းနဲ့တသင်းသင်းနဲ့စိတ်ကိုလန်းဆန်သွားရော့ ခုတော့နေတိုင်းရောင်းနေကြဒီခေပန်းအနံ့ရရင်ကိုပဲခေါင်းတွေကညစ်စီစီကြီးဖြစ်လာတာဒါပေမဲ့လေကိုရောင်းရမယ်ဘန်းဆိုတော့လေငင်းခွေမရှိဘူးဒါကြောင့်မယ်ဘန်းကိုလက်ထက်တင်းတင်းနေအောင်ပိုက်ထားလိုက်တယ်ကဲအမေစိုက်ကားကဒီနေ့ချိန်ကျိုးလဲရမှာမို့အမေပါသာလမ်းထိတ်လျှောက်ဘတ်ကာစီးပြီရော့ခေါင်းမယ်အသာညှိပြလိုက်တယ်စကားဟာကိုပြောချင်စိတ်မရှိတော့တာခါနာလို့တကြွကြွအော်တာလေသူကြားရတာနဲ့ ူမညာမှဖြင့်ကျုပ်ကအပေါ်ရီစကားလို့ပြောမနေတော့ပါဘူး။သူ့ဆွေးဆွေးပေါ်ကကြလာတဲ့ရေဆက်တွေတောင်ကျုပ်ပခုံးပေါ်ဖြတ်စီးသွားပြီ။ဒါကြောင့်မဲလက်တစ်ဖက်ကခရီးပန်းလေးကိုင်းနောက်တစ်ဖက်ကထီကလေးအသားဖွင့်လမ်းခတ်ကြမ်းကြမ်းကိုတကိုယ်တည်းလျှောက်တော့အားငယ်မိတယ်လေ။ခါကလည်းပိုးနာလိုက်တာတကိုယ်လုံးကိုချိနေရောပဲလေ။ကားဂိတ်တော်ရောက်ပြီ။မဟန်နိုင်လုံးလိုဂိတ်ကခုံတန်းပေါ်ကိုဘန်းတင်ပြီးထိုင်ချပလိုက်တယ်။ ဈေးကိုနောက်ကြမှာရောက်လဲမတတ်နိုင်ဘူးခရီးပန်ရောက်မကုန်လဲကုန်းတက်နေ300မှာပဲဆိုရွှဲနေတဲ့ထီကိုဘေးချရင်ကားလမ်းမှာပဲမျောကြည့်နေလိုက်တော့တယ်ဘတ်ကားမလာသေးတာလဲအကောင်းသားကြုံနေနေတော့ထပ်နားကျင်သေးတယ်အိုးတင်ပါနာကစိုးစိစိနဲ့ဘာပါလဲအော်ဟုတ်ပါရဲ့ထီကရေတွေစီးလာပြီးထမိန်ကိုလားဆိုနေတာဒုက္ခဒုက္ခခါနားပါတယ်ဆိုမှ တင်မကမိုးရေကလာဆုံမတော့ဘယ်နဲ့လို့ခါနာပြောက်တော့ပါမလဲတေးကြပြီခါကတိတ်မကြခင်တစ်စစ်စစ်ကြိုက်လာတော့မှာအပေါ်တဖုံးနဲ့ပဲအန်ကိုခက်တင်တင်ကြိတ်လိုက်တော့တယ်နာဂမနာရောစီယာမဲဘတ်ကားကဂိတ်ရှည်ရောက်တော့မယ်ဘန်းလေးကင်ပြီးမတ်တက်ကိုအားတင်းရလိုက်တယ်အဖွားရရလားဖြည်းဖြည်းတကြီးပိုင်းပါတယ်ရှာခဏချော်လဲမစိုးလို့ပလက်ဖောင်းပေါ်ကနေခြေကိုထိမ့်ဆင်နေရတယ် တော်သေးတာပေါ့စပယ်ယာလေးကကျုပ်ကိုတွေ့ပြီးကားပေါ်တင်ပေးလို့ဒါပဲနှုတ်မဒီခါနဲ့ကားပေါ်ကိုကျုပ်ပဲနဲ့လို့တက်နိုင်မလို့ကားပေါ်ရောက်ရောက်ချင်းဘေးဘီဝဲရာကြည့်လိုက်တယ်ထိုင်စရာနေရာကမရှိတယောက်ယောက်ထပေးရင်ကောင်းမယ်လို့တော့တွေးမိသားဒါပေမဲ့လည်းထိုင်စရာနေရာရောက်ဖို့လမ်းတော့တိတ်မမြင်ဘူးအကုန်လုံးကဖုန်းကိုစီနဲ့ခေါင်းကိုငုံထားကြတာအဖွားကြီးတယောက်ကားပေါ်တက်လာမှန်းသူတို့တိပုံမပေါ်ကြဘူးဒါနဲ့ပဲထီလေးကိုဘန်းမော်တင် အားတဲ့လက်တစ်ဖက်နဲ့ဘေးဒဏ်ကိုကင်ပြီးစီးရတော့တယ်။ဒီနေ့မှကားကလည်းရမ်းကျက်တော့ခါးနာရတဲ့အထင်လူကိုဟိုဆွဲတီးရန်လှုပ်နေတယ်လို့ပါပဲ။အမကြီးရေဒီကအဖွားတဲ့နေရာဌာနလေးပြုတ်ပါဗျာနော်။အမကြီးလို့ခေါ်ခံရသူလေးကကြည်ကြည်ပြူပြူနဲ့ထပေးရှာပါတယ်။အဖွားတက်လာတာမမြင်လို့ကတော့နော်တဲ့။ကျုပ်လည်းတစ်ချက်ပြုံးပြပြီးသူ့ပေးတဲ့နေရာမှာခက်ရွရွဝင်ထိုင်လိုက်တယ်။နေရာတောင်းပေးတဲ့စပယ်ယာလေးကိုရော နေရာပေးတဲ့မင်းကလေးကိုပါစုရီတထောကြီးပါဇက်ကတွတ်တွတ်ရွတ်ပေးလိုက်တယ်။ပြောထားတဲ့ဈေးမှတ်တမ်းရောက်တော့စပယ်ယာလေးကအဖွာလားဆိုပြီး တွဲဆင်ပေးပြန်ရော။လောကမှာဒီလိုကလေးတွေ ရှိတာလဲ။တာရုပါတော်သူတို့လေးတွေဖုန်ကြည့်ပြီးအသက်ရှည်ပါစေ။စိတ်ရင်းလေးတွေကောင်းရသားနဲ့အလုတ်ကျန်းနေလောက်ရရှာတာ။ဒါပေမဲ့လေသူတို့လေးတွေစပယ်ယာလုံးနဲ့အကြကြဝတ်ခံကြမလို့တော့ပါဘူး။တိတ်မကြခင်အေယာကူဆိုလားဟေယာကူဆိုလားအေးဒတ်နဲ့ကားကြီးတွေက ဒီလိုကားလေးတွေနေရာမှာအကုန်စားထိုးတော့မှာတဲ့အဲ့ဒီကားကြီးတွေသာလာရင်သူတို့ကစပယ်ယာလောက်ဆရာမလို့တော့ဘူးတယ်လीဒါဆိုသူတို့လေးတွေဘာလောက်စားကြမှာပါလဲကဲလောက်ပြန်ပါပြီမှတ်တိုင်မှာအကြာကြီးငုံငုံငောင်ငောင်ရက်နေမိပြန်ပြီခါတွေကပိုနာလာမှဈေးရောက်ဖို့ကိုတတိရတယ်ဒါနဲ့ပဲတလန်ချင်းလန်းလမ်းမှာတွေ့တဲ့ဘွဲ့အိမ်တွေကိုလဲကိုယ့်ပတ်ရှောင်းမနေတော့ပါဘူးနင်းလိုက်တော့လဲဇွက်ခနဲ့ပဲ ဒီလိုနောက်ကြပြီဆိုဘွက်တွေများများပေးလေကောင်းလေပဲမဟုတ်လားဖြည်းဖြည်းရှောင်းရင်းနဲ့ပဲဈေးရှည်ရောက်လာတယ်ဈေးပေါ်တက်ရမယ့်ဂုံကိုကြည့်ရင်းနဲ့ပဲမောပြေတက်ပြင်းချမိတယ်ဘန်းတွေကခရီးကုန်းတွေကို ကြည့်တော့လဲပုံမောတာပါပဲဒါရီကုန်းမှအိမ်ပြန်ရမှာမဟုတ်လားညောင်းလို့ညာလို့ပြန်မယ်မစင်စားနဲ့အိမ်ကကျေးဇူးရှင်ကကာယကံနဲ့ငရဲကိုထုတ်ဆင်းဖို့ကအတင်းမဖြစ်သေးပါဘူးကျုပ်ရဲ့နားကျင်စိတ်ကိုဖျောက်မှပြုတ်သူအစ်စ်ဖြစ်သူအဟောင်းနဲ့ ရေဒီယိုကတရားလေးနာရင်ကြုံမှတ်ထားမိတာကြုံခံရမယ်ဝက်ကို အကုန်ဆက်ပါမယ်လေကြုံဝက်ကြောင့်အလကားနေရင်ကြုံသားငရဲရောက်တာတော့အဖြစ်မခံနိုင်ဘူးဒါကနဲ့ပဲလေပင်ပေါ်ကိုဆွဲပြားလေးချိန်ရင်ကြုံကန်ကြုံတွေးပြီးမောနေမိတော့တယ်ခရီးပန်းရောက်မကုန်နိုင်ထထရောက်လာမယ်ကြုံဘဝဝက်ကြီးတွေကိုကြုံတွေးမိရင်အသက်ရှူတောင်မဝပါဘူးဒါပေမဲ့လည်းတားကျွေးမှုအတွက်ပဲလေရလာမယ်ငရဲကြုံခံရဲပါတယ်ဒါကနဲ့ပဲ ်တက်ပြင်းခက်ရှည်ရှည်တစ်ချက်ချကုန်းမော်ကိုတလန်ချင်းတတော်မောလိုက်တာလေဈေးပေါ်ရောက်တော့အမိုးကဆဲရသွားပြီလေးကတော့တိုက်တော့ဝိတ်ကနေဝိုက်ခနေတိုက်သမျှလေးတိုင်းကိုကျုပ်မနေချေတိခံနေရတယ်အယိုးကနေစိတ်ပြီးနားလာလွန်းလို့လမ်းလျှောက်ဖို့မပြောနဲ့မတ်တက်တောင်မရက်နိုင်တော့ဘူးဒါနဲ့ပဲဆိုင်တဆိုင်ရှေ့နာချထားတဲ့ဘီလက်မြေတုံးကြီးပေါ်ထိုင်ချလိုက်တယ်မိုးမိုးအတော်ကိုဒုက္ခပေးတယ်မိုးဒီမိုးကြောင့်ပဲခါကနာ ဒီမို့အကြောင်းပဲဈေးပေါ်မှာလူကရှင်းနေခုထိဘန်းပေါ်မှာခရီးဘန်းတွေကအပြည့်ခရီးဘန်းကုန်းတွေကိုကြည့်ရင် အလိုလိုမျက်ရည်ကစိတ်လာတယ်။အော်ကျုပ်ဦးစားတရဲ့ဘယ်နဲ့ကြောင်ဒီလောက်ဆိုးရတယ်လဲ။ဟောထွက်လာပြီ။ပါပေါ်မှာဆိုးကနေထိန်လို့ကိုမရတော့ဘူး။ကဲဒီချိန်မှတော့မထူးတော့ဘူး။ငိုပေရော့ဟေးငိုပေရော့ဆိုးလိုက်တဲ့ဦးစားတကိုတွေးတွေးပြီးတော့ဒါငိုပေရော့ငိုလက်စာနဲ့ဆက်တန်းကို တယောက်ယောက်လာမေးတဲ့အထီသာငိုတော့ထွက်ဆန်းမျက်ရည်တွေစိုးစမ်းဟဲ့ဦးစားတာအမေကြီးဘာလို့ငိုနေသလဲဗျဘာကူညီပေးရမလဲကျုပ်မျက်ရည်တွေကိုလက်ခုံနဲ့ဆွဲထုတ်လိုက်တယ်ညနာကိုမော့ကြည့်တော့ကျုပ်သားအရွယ်ကောင်းလေးတရားသူ့လက်ထက်မှာတော့အထုပ်ပိုးတွေနဲ့သူ့နောက်မှာကအမျိုးသမီးတရားနောက်ကကောင်းမလေးကအဲ့ဒီကောင်းလေးကြောကိုလက်ကုံရင်မောင်ရဲ့အမေကိုတွားပို့တာနောက်ကြနေအောင်မယ်လို့ပြောတယ်ကောင်းလေးက ရပါတယ်လို့လှည့်ပြောရင် ကျုပ်ကိုတစ်ချက်ကြည့်တယ်။အိုးဘက်နဲ့သူ့မျက်လုံးတွေကစုံနေပါလား။မိုးဆိုထားတာတော့ဖြစ်ပုံမပေါ်ပါဘူး။မိုးကတိတ်သွားပြီပဲကို။သူ့ကြည့်ရတာလဲမိုးမိထားပုံမပေါ်ပါဘူး။ဒါဆို သူ့ရောငိုထားတာလား။ကျုပ်ငိုတာမြင်ပြီးလိုက်ငိုတာတော့ဖြစ်ဟန်မတူပါဘူး။သူ့နဲ့ကျုပ်ဘာမှမမဆိုင်တာ။အော်လှုပ်ပြန်ပြီ။ကျုပ်အတွေ့တွေရှေ့ပြန်ပါပြီတော့။မေးကြီးကျွန်တော်တို့ဘာကူညီပေးရမလဲခင်ဗျာ။ အတော်ကျန်းနေတဲ့ဒီခေပန်းသုံးကုန်းကိုရောက်မကုန်လို့အတော်ငိုးနေတာ။ဟာမေကြီးကလည်းကျွန်တော်တို့ဝယ်မှာပေါ့ဗျ။ဒါပေမဲ့ခုကသုံးကုန်းနဲ့ကြံတာမဟုတ်ဘူးလေ။အများကြီးရှိနေသေးတာ။ဒီမှာလေအတော်ရေးပြမယ်။1 2 3 1 2 3 1 2 3ဟာရပြီရပြီဟုတ်တယ်ဟုတ်တယ်ဒီခေပန်းသုံးကုန်းကိုကျွန်တော်ဝယ်မယ်ဟုတ်ပြီလားကောင်ကလေးကပြောပြောဆိုဆိုနဲ့သူ့နောက်ကကောင်မလေးဘက်ကိုလှည့်လိုက်တယ်ကောင်မလေးကတော့စိတ်တိုးနေတယ်ထင်ပါ ပတ်စံအိမ်ကိုဆောင်းဆောင်းအောင်အောင်နဲ့ဖွင့်လို့အိတ်ထဲကတသောနံတရွက်ထုတ်ပြီးကောင်းလေးကိုလှမ်းပေးလိုက်တယ်။ကောင်းလေးကနောက်တရွက်ထပ်တောင်းရှာတယ်။ကျုပ်ကတော့ဘာမှမပြောဘူး။မသိသလိုပုံနဲ့ခရီးပန်းကုန်းတွေကိုပဲကြည့်ရင်၁၂3ကိုဇက်တိုက်អော်နေလိုက်တယ်။သူတို့ဆက်ယုံနေဖို့လိုတယ်လေ။မေး2000ယူနော်။မေးလက်ထက်ကခရီးပန်းတွေတားဖို့ပေး။မေးလက်ထက်ကခရီးပန်းတွေတားဖို့ပေး။ဒါနဲ့မေးကဘယ်မှနေရလဲ။အရှိတလား အရှိတက်လာမှနေတာကောင်းလေးကအကြောင်းစီစီနဲ့ကြုတ်ကိုကြည့်တယ်ကြုတ်ကတော့အရှိတက်လာဆိုတာကြီးပဲလှိမ့်ပြောနေပြလိုက်တယ်ဒါပေမဲ့ကောင်းလေးမြင်သာအောင်တော့ကြုတ်လဲပင်လေးကိုတစ်ချက်ကုတ်ပြလိုက်တယ်မောင်သွားမယ်အမေကိုပို့တာနောက်ကျနေပါမယ်လို့ဆိုကောင်းမလေးကအတင်းဆွဲခေါ်ပေမဲ့ကောင်းလေးကကြုတ်လဲပင်ကုတ်တာကိုမြင်သွားလို့တော်သေးတာပေါ့ကြုတ်လဲပင်ကကြိုးလေးကိုသူစိုက်ကြည့်နေရှာတယ်ကြုတ်မလဲအခုမှစိတ်ထဲကနေတက်ပြင်းချရတယ် ဖယားမလို့လေဘင်းကကပ်ပြားကို ကောင်းလေးမြင်သွားပြီခဏပါချက်ရဒီမှာတွေ့လားမေကြီးလေဘင်းမှာပလတ်စတစ်ပြားနဲ့ဖုန်းနံပါတ်လေးမောင်ဆက်ကြည့်လိုက်ပါဦးမယ်ကောင်းလေးကဖုန်းနံပါတ်ကိုဆက်ကြည့်နေတယ်ကောင်းမလေးကစိတ်မရှိဟန်နဲ့ကျုပ်ဘေးဝင်ထိုင်နေကျုပ်ကတော့ကျုပ်တာဝန်အတိုင်းအရှိတလားလို့ပဲဆက်ဩနေဖြစ်တယ်ကောင်းလေးကတော့ကျုပ်သားနဲ့ဖုန်းပြောနေလောက်ပြီလို့တော့ကျုပ်တွေးမိပါတယ်ကောင်းလေးကအတော်ချမ်းသာပုံရတယ်အဲလီ ကောင်မလေးကအတော်ချမ်းသာပုံရတယ်လို့ပြောရမလားပဲ။ဘာလို့လဲဆိုတော့ကောင်မလေးကပဲပက်ဆံအိတ်ကိုင်းတာ။အခုလည်းကောင်မလေးကပဲကားမောင်းတာလေ။ကားကြီးကလည်းအကောင်စား။ကားတကားကိုတောင်လက်နဲ့ဆွဲပိတ်စရာမလိုဘူး။ကောင်မလေးကတီးဆိုပြီးခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ကားတကားကအလူလူပိတ်သွားတာ။ကောင်မလေးကတော့ခုထီမျက်မှောင်ကိုကြုတ်ရင်းမျက်နှာတစ်ခုလုံးကစုပုတ်ထားတော့ကောင်လေးကတော့သူ့ဘေးမှာထိုင်းလို့ပြီးတော့ကောင်မလေးကိုလည်းစကားတွတ်တွတ်နဲ့ ကျုပ်ကိုအိမ်ပြန်လိုက်ပို့ပေးဖို့ကောင်မလေးကို ခုထိပြောနေရတော့ထင်ပါရဲ့ကျုပ်ကတော့ပေါင်ပေါ်ဗန်းအလွတ်တင်ပြီးလက်ထက်ကတသောနံနှစ်ရက်ကိုပဲ1 2 1 2ဆိုပြီးထိုင်းနေနေရတာကျုပ်ဘေးမှာတော့ကျုပ်အရွယ်လောက်နောက်အဖွားကြီးတရာသူကလည်းစကားကိုတရဆက်ပြောနေတော့သူကတော့အကောင်လေးကိုစကားပြောတာပါကောင်လေးကတော့တစ်ချက်တစ်ချက်ဟုတ်ခဲ့ပါအမေရဲ့လို့လှည့်ပြောနေပေမဲ့အဘွားကြီးပြောတဲ့စကားတွေကိုအာယုံရပုံမပေါ်ဘူး ။အော်သားသမီးတွေများငွေရကြိုနှက်ပါရဲ့။ကို့အမေစကားတခွန်းတလေတောင်တေချာနားထောင်ပေးဖို့မရဘူး။ကျုပ်ကတော့ပါဇက်ကတစ်နှစ်ကိုဒရဇက်ရွရင်ဘီးကအဖွားကြီးစကားတွေနားထောင်မိတယ်။တာအင်္ဂလန်ရောက်ရင်လေအနှွေးတဲ့တေချာဝတ်နော်။နောက်ပြီးမြေးလေးကိုလည်းနွနွထွထွထား။တာဆေးရုံကျူတီတွေတအားဆက်လာရင်လေပိတ်ရမှာကြက်သားလေးပြုတ်ပြီးအရေကိုတောက်နော်အမေအတွက်စိတ်မပူနဲ့မိကနေတတ်တယ်မြေးလေးနဲ့တာကို့ဘာသာကူးဆိုင်ဟုတ်ပြီလား ိုးဘက်နဲ့ तू လဲဒီစကားကိုပဲအကြော့ကြော့ပြောနေတာအခါမနေတော့ပါလား तू လဲကျုပ်ဘေးအိမ်ကမဲတုပ်လိုပဲတငယ်ပြန်းနေပြီထင်ပါရဲ့တငယ်ပြန်ရောဂါဖြစ်ရင်ဘာတွေဖြစ်တတ်တလဲဆိုတာကိုကျုပ်အလွတ်ရပြီသားမဲတုပ်စစားချင်းတငယ်ပြန်တော့ကကျုပ်ဘဲသူ့အိမ်သွားပြုစုရတာမဟုတ်လားဒါကြောင့်ခေပန်းရောက်မကုန်တဲ့နေ့ဆိုတိတ်မရောက်ဖြစ်တဲ့ဈေးတစ်ခုခုသွားဒီလိုဟန်ဆောင်ရင်ပတ်စံရှာတာပဲငါးကောင်လောက်ရှိတော့မယ်ဒါလဲအိမ်ကကိုရောချော့ရဲ့အကြံပါတော့ ကြုံမလဲသူပြောတဲ့အတိုင်းလုပ်ပြီးရင်စိတ်ထဲအတော်နေလို့မကောင်းဘူးဆိုလိုက်တဲ့ဦးစားတာမှာအကူတော်တွေထပ်ယူနေရတယ်လို့ကြုံတွေးမိရင်ကြုံသေးရမှတောင်ကြောက်မိတယ်ဒါပေမဲ့တားတော်မောင်အကြံကိုတော့မငင်းရဘူးကိုရမယ်အကူတော်ကိုကြောက်ပြီးညင့်ကြည့်ဒင်းကအမေကိုစော်ကားပြီးအကူတော်ကိုတင်းလိုက်ပုတ်လိုက်ယူဖို့ကအသင့်မလားကြုံကြောင့်ကြုံသားအကူတော်တော့မရစေရပါဘူးအတွေးတွေမျောပြီးပါဇက်ကအရွတ်ပြက်ပြန်ပါပြီကယ်လီစိတ်ရွတ်မှာပါ ကျုပ်ကအယွတ်မပြတ်တယ်လို့ကျုပ်ဘေးကအဖွားကြီးကလည်းအမှမပြတ်ဘူး။ကောင်လေးကလည်းကောင်မလေးကို ခုထိစကားကို ပြောနေတော့ကောင်လေးကစိတ်မရှိတော့ဟန်နဲ့အတန်နဲ့နဲ့ကြဲလာမှကျုပ်လည်းကြားရတော့တယ်။ကိုရသလောက် ကုသိုလ်လေးလှုပ်ထားခဲ့ခြင်းနဲ့ချက်ကိုတို့အင်္ဂလန်သွားဖို့အမေကိုရိတ်သားမှပို့ထားခဲ့ရမှာကိုနေနေမှစိတ်ချတာမဟုတ်ဘူး။ကိုလှုပ်ပေးခဲ့တဲ့ကုသိုလ်ရဲ့အကျိုးဆက်နဲ့ အမေရိတ်သားမအဆင်ပြေပြေနေနိုင်မှုကိုဆူတောင်းခြင်းနဲ့ဒါလေးတောင်ချစ်စိတ်ပါလက်ပါမကူညီပေးနိုင်ဘူးလားကောင်းလေးကစိတ်မရှိတော့တဲ့ပုံနဲ့စကားစကိုဖြတ်ချလိုက်တယ်အဲ့ဒီအချိန်ကျမှကောင်းမလေးကကောင်းမောင်ရဲ့လေချိုပြန်တွေးတယ်ဟုတ်ပါပြီမောင်ရဲ့ခုအမေကြီးကိုမောင်စိရနာအဖြစ်နဲ့အိမ်လိုက်ဖို့အလူငွေပေးမယ်မဟုတ်လားမောင်ကုတူကိုချစ်ဖြစ်ပေးပါမယ်ဒီကုတူကြောင့်မောင်မေမေလည်းရိတ်သားမအဆင်ပြေပြေကြံခဲ့မှာပါဟုတ်ပြီလားအိမ်ရှိမှာသားတော်မောင်ကအဆောင်နေနေပြီ။ မျက်နှာသေးကလေးနဲ့ရက်နေပုံများတိတ်အသက်ပါတာပဲ။ကောင်လေးတို့လင်မယားနှစ်ယောက်ကကျုပ်ကိုတစ်ချက်လှည့်ကြည့်ကြတယ်။ကျုပ်ကတော့ဦးချောင်းချောင်းပုံနဲ့1 2 1နှစ်ပဲဆက်ရွံ့နေလိုက်တယ်။ကားကအိမ်ရှိတက်တဲ့ရပ်ပြီးကောင်လေးတို့လင်မယားနှစ်ယောက်လုံးကားပေါ်ကဆင်းလိုက်ကြတယ်။ကျုပ်ကတော့ကျုပ်သားတော်မောင်က ပြပြတလဲနဲ့အမေဆိုပြီးတွဲချီချတယ်။ကျုပ်စိတ်ထဲမှာဒီလိုအမေလို့ခေါ်တန်လေးအမြဲကြားရရင်တိတ်ကောင်းပါလို့တွေးမိတော့ရင်ဘတ်ထဲစုကနေအောင်ပါတယ်တော့။ တားတော်မောင်အရှိမကောင်လေးတို့လင်မယားကရက်နေကြတယ်။ကျုပ်ကတော့ကျုပ်သားအနောက်နားမှာပဲတသောနန်းနှစ်ရွက်ကိုအခုထိရေပြနေရတယ်။ကောင်လေးကတားတော်မောင်ကိုမှားတမ်းချွေတယ်။နောက်ဆိုကျုပ်တယောက်ထဲအပြင်းမလွတ်ဖို့ပေါ့။ကောင်မလေးကတော့ကောင်လေးဘေးနားကနေသူ့ပဆန်အိတ်ဖွင့်ရင်းပဆန်တွေကိုရေးနေတယ်။ပဆန်ပုတ်တန်ရွှတ်ရွှတ်နဲ့အညီတားတော်မောင်ကခေါင်းကိုငိမ့်ပြနေတယ်။အဲ့ဒီအချိန်မှာပဲကားပေါ်ကအဖွာကြီးကခေါင်းပြူလာရင် တာအင်္ဂလန်ကိုရောက်ပြီဆိုရင်လေဆိုပြီးပြောပြန်ရောကောင်းလေးကဟုတ်ဟုတ်အမေကားထဲဝင်နေနော်ဆိုပြီးကားနောက်ခန်းထဲကိုဝင်သွားတယ်ကောင်းမလေးကလည်းချက်ချင်းကားထဲပြန်ဝင်ပြီးကားကမောင်းထွက်သွားရောကားကမြင်ကွင်းထဲကတဖြည်းဖြည်းပျောက်သွားတယ်တားတော်မောင်ကလက်ထဲကပတ်စံတွေကိုတရွှတ်ရွှတ်နဲ့ရေးရင်အိမ်ထဲဝင်သွားတယ်မိုးက30နှစ်ဆက်နဲ့ခတ်ဆွေဆွေပြန်ရွာချနေပြီခါကလည်းယုတ်တိရဲ့ပြန်လာလာပြီအော် ကောင်းလေးပြုခြင်းနဲ့ကုသိုလ်တကယ်မှအကျိုးဆက်ရှိပါမလားကားဘော်ကအဖွားကိုအတွေ့ကျုပ်သက်စာအမှန်နဲ့ဆွတောင်းတစ်ခုတော့ပြုလိုက်ချင်ပါတယ်လေကျုပ်သားအပေါ်ထားတဲ့ကျုပ်မြတ်တာကတော့အမှန်ပါဒီသက်စာမှန်ရင် ရှင်လဲရိတ်တာမှအဆင်ပြေပြေကြမ်းကြမ်းမာမာနဲ့နေနိုင်ပါစေတော့ဂျေစေတရှင်မြို့တေရုပ်ဆောင်မဂ္ဂဇင်း February 2019ခုနှစ် နားဆင်အပိခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။